မြန်မာနဝချင်းတဲ့ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာနောင်ယိုးစီရေးသားထားတဲ့နက္ခတ်ရှင်စောဝါနဲ့အိမ်မက်တရားအမျိုးတည်ဇလားအပိုင်းရှိကို ပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။မမောင်းရဲ့တရေဟာရက်အပိုင်းကြားတစ်ခုအတွင်းထဲမှာ လလုံးလလျောက်ကိုပြတ်တောက်သွားခဲ့ပါတယ်။မသိရင်ငမောက်တရားမျိုးကိုရှို့လို့မိုးကိုပြန်သွားတယ်လို့ပဲ။ငချမ်းကတော့ကြုံမြင့်ပြောတဲ့သတင်းအစအနာတွေကိုအခြေခံပြီးစိတ်ကန်းတဝက်စီကိုလှဲ့လှယ်လို့ငမောင်းကိုစုံစမ်းရှာဖွေနေတယ်လို့တစ်ဖက်ကလည်းစိုက်ကပ်လာတဲ့တင်မိုးတွေကိုလိလအကဲခတ်နေတယ်။ငချမ်းကအဲ့လိုစုံစမ်းနိုင်မှုအတော့စိတ်ကန်းလီစီကိုလှဲ့လှယ်ပြီးကုလီထန်းသမားအဖြစ်လောက်ကရောက်ဆောင်ရလိမ့်တယ်။တစ်ဖက်ကသူ့ရဲ့စားတောက်နေထိုင်ရေးအတွက်လည်းဒီလိုနေတာကပိုပြီးအဆင်ပြေတယ်။ ဒီအတွက်ကြောင့်ငါချားဟာမထတော့ရောက်နေတာကိုသိပေမဲ့လည်းမသွားဖြစ်ခဲ့ဘူး။အဓိကသူမသွားတဲ့အကြောင်းကစောရကိုမျက်နှာချင်းဆိုင်မှုအရေးကိုသူ့စီမှာရေးဆိုင်မှုအားမရှိဘူး။ဒါကြောင့်လည်းငါချားကသူ့ဘာသာကိုလီသမားတွေနဲ့အတူတူနေထိုင်ရင်အလုတ်လောက်ကိုင်းကစိတ်ကမ်းမှာပဲ။မျက်နှာပြူသေးမောတွေစိုက်ကတ်တာတော့ဒါဂယုတဆိုင်နဲ့စောင့်ကြည့်နေတယ်။ငါထားနဲ့စောရတို့ကရွှေဒဂုံဖျားအနည်းအောင်ဖုန်ကြီးချောင်းတစ်ခုစီမှာတဲခုံနေထိုင်ကြတယ်။အဲ့ဒီအကြောင်းဟာငါထွားမျက်စိလာကူတဆယ်တော့ကတဲခုံခဲ့တဲ့ ဖုန်ကြီးကျောင်းကဖုန်ကြီးတပားရောက်ရှိကျောင်းနိုင်နေတာကြောင့်ပဲဖြစ်ပါတယ်။အခုဒီနေ့မနေ့အစောမှာတော့ငထွားတရားကိုကြောင်းဝင်းနေစီမှာတပြက်စီလှည့်ချင်းပေးနေတယ်။စောရကတော့အိတ်ဆက်နေလေရဲ့။စောရယခုနောက်ပိုင်းအလွန်မဲအိတ်ဆက်နေတတ်တာကိုငထွားသတိထားမိတယ်။ငထွားတပြက်စီလှည့်ပြီးအမိုက်တွေကိုတိမ်ကျိုးယူနေတဲ့အချိန်ကြော်မြင့်တဲ့သူ့ရဲ့လူနှစ်ယောက်ကြောင်းဝင်းနေကိုဝင်ရောက်လာတာကိုတွေ့လိုက်ရပါတယ်။ငါထွားကြော်မြင့်တို့ရက်ဆောင်နေပြီးတော့အနားရောက်တဲ့အခါမှာဘာထုတ်လို့လဲကြော်မြင့် ငမောင်းတဲ့ရင်ကိုရပြီလားကိုထွား။ तू ဟာဘယ်မှာလဲ။ဒီကောင်ဖဲ့ကူဘက်ကဖုန်ကြီးဝစ်ပြီးပုန်းနေရတဲ့။ဟာ။ချက်မဲ့မထားတဲ့အချိန်နေနဲ့ငမောင်းကပုန်းနေတယ်လို့သိရတာကြောင့်မထွားအပ်အားတင်သွားကြရတယ်။ဒါအတူဒေါသလည်းထောင်းကနေပဲ။ဖျားထာမနာကိုဖောက်ထွင်းတဲ့ तू ကသာသနာအရေးကိုခြုံထားလိုက်မယ်လို့ तू ဘယ်တော့မှထင်မထားခဲ့မိဘူး။ဒီကောင်တော်တော်ရုံမာတာပဲတို့တရေကိုမေဘလို့ရခဲ့ရလဲကြောမြင့် ကျင်ဝံစီရရခဲ့တာကိုတော့ငါတို့တစ်ချက်တွေးသွားတယ်ဒီသတင်းမှာအမှန်ဆိုရင်ကျင်ဝံရဲ့လက်တံကနည်းနည်းရရမဟုတ်ဘူးသူ့ရဲ့လူတွေဖြစ်တဲ့ကြုံမြင့်တဲ့အများပြောက်နေရာဆုံးဖြတ်ချက်ပြီးတော့စုံစမ်းထားစီတာရက်တံကြာခဲ့ပြီဒါပေမဲ့သတင်းအစနာတစုံတရာရေးရရမရှိခဲ့အခုကျင်ဝံနဲ့လက်တွဲတာက နေ့ရက်တစ်ပိုင်းမှရှိလေအောင်မယ်သတင်းကိုအစနာမဟုတ်အလုံးထဲဟောပါရရှိခဲ့လိမ့်မည်ကျုပ်တို့ဘာဆက်လုပ်ရမလဲကိုထွား ခဏလေးကြောင်မြင့်ငါစဉ်းစားလာအောင်မယ်ဒီကောင်ကဘာသာရေးကိုခုံလုံးလုပ်ပြီးတော့အကာအဝယ်ယူထားတာဆိုတော့ငါတို့စိတ်ရှိတိုင်းလုပ်ဖို့ကအဆင်မပြေဘူးကွာအကောင်းဆုံးဒီလမ်းကိုငါစဉ်းစားကြည့်မယ်ဟုတ်ကဲ့ကိုထွားမင်းဘက်ကလူသူတော့အရင်တည်းပြင်စေတာငါအချိန်မီလမ်းကောင်မှာဖြစ်မှာမဟုတ်စိတ်ချပါကိုထွားကျုပ်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပါမယ်ကဲမင်းတို့ပြန်တော့အကြောင်းဝင်းကြီးထဲမှာဆိုတော့အခုပုံစံနဲ့အကြိုင်နေလို့အမြင်မတိတ်တဲ့ဦး ဟုတ်ကဲ့ကိုထွားဒါနဲ့ကျော်မင်းကစကားကိုမဆက်ပဲတန်သွားပြီးငထွားခြေတောင်းနားစီရအမိုက်ပုံကိုလှမ်းကြည့်တယ်။သဘောကတော့အမိုက်တွေကိုသူတို့ကျုံပေးသွားလို့တဲ့သဘောငထွားကဒီအခြေရကိုသဘောပေါက်ပြီးတော့ရပါတယ်ကွာမင်းတို့သွားကြတော့ငါဘာသာပဲဆက်လုပ်လိုက်မယ်။ဟုတ်ကဲ့ကိုထွားကျော်မင်းတို့ထွက်သွားပြီးတော့ငထွားအမိုက်တွေကိုတင်းစီပြီးတဲ့နောက်မှာသူတို့တဲခွာအကြောင်းစီကိုပြောင်းလာတဲ့အခါမှာတော့ ဆောရကအဲ့ရကားနဲ့နိုးနေပြီးတော့မတုတ်ထိုင်နေတာကိုတွေ့လိုက်ရတယ်။ဆောရကိုကြည့်ရတာငန်းငန်းတွေ့တွေ့ရှင်းလွန်လာတဲ့အတွက်ငါထွားအနာကိုသွားပြီ။ငါဆောနေမကောင်းလား။ဆောရဟာတပြင်းတစ်ချက်ကိုချပြီးငါထွားကိုတစ်ချက်ဝင်းကြည့်လာပြီ။စိတ်တွေကိုတစုံတစ်ယောက်ကချုံနောက်ထားသလိုခံစားနေရတယ်ကိုထွားရ။ငါထွားလက်ကကိုင်လာတဲ့တပြက်စီကိုအနည်းအားတရက်ပစီမှာထောင်ပြီးတော့ဆောရရဲ့နဘေးစီမှာဝင်ထားလိုက်တယ်။ဘယ်လိုမျိုးလဲငါဆော။ ကိုယ်တိုင်ကိုတော့အသေးချာမပြောတတ်ဘူးဖြစ်နေတယ်။စိတ်ထဲမှာဘလို့ဖြစ်နေတယ်လဲဆိုတော့ကိုယ့်စိတ်ကိုကိုမပိုင်သူလို့ပဲ။ကိုယ့်ရဲ့စိတ်ကို သူတို့ဘာထိချုပ်နေတယ်လို့ကိုခံစားနေမိတာ။မထွားစွားကိုဂရုဏာတက်ကကြည်လိုက်မိတယ်။ပြီးတော့ညာတိုင်းအိတ်လိုက်တိုင်းမှာအိမ်မက်တွေကအစိုးရကြီးပဲဗျ။ဟိုတခါတော့လည်းအိမ်မက်ထဲမှာပိတ်လောင်ခံစားရသလိုဖြစ်ပြီးပြီ။ဒါတွေဘာကြောင့်ဖြစ်နေရလဲနားမလည်နိုင်တော့ဘူးဗျ။ ေမဆုံးခင်တော့လည်းအိမ်မက်တစ်ခုမှတ်မှတ်ထည်ထည်မှတ်ဘူးလေအိမ်မက်ထဲမှာအင်မရရွာလူတွေရောအဖေရောငိမ့်ရောအားလုံးကတည်ဆုံးနေကြပြီးတော့အလောင်းတွေကတောင်းလို့ပုံနေတယ်ပြီးတော့အလောင်းတွေကအသက်ဝင်လာပြီးတော့ကျွန်တော်သူ့လိုဆွဲကြတယ်ဗျအဲ့ဒီအိမ်မက်မက်ပြီးအခုအဖေဆုံးတော့စိတ်ထဲမှာတမျိုးပဲငါထွားတက်ပြင်းကိုခိုးချလိုက်မိတယ်စောရတယောက်ဖြစ်ဖြစ်နေတဲ့အရာတွေကတမမဟုတ်ထူဆန်းနေရကိုသူသတိထားမိတယ် ဒါပေမဲ့ဘာဖြစ်နေမှန်းမသိနိုင်။သူရောက်ပါစားညာတော့ကလည်းတောင်းရဆက်တိုင်အိမ်မောကြနေတဲ့စောရဲ့အိမ်မက်ထဲအထစ်ကိုသူရောက်ရှိခဲ့ပြီမဟုတ်လား။ကျွန်တော်တော့တကယ်ကိုစဉ်းစားရခက်နေတဲ့ကိုထွားရ။အင်းမင်းတခုခုဖြစ်နေတာတော့တေးကြလေကွ။ဒါတွေဖြစ်မလာခင်မှာမင်းဘာတွေများကြုံနေရလဲ။ဘာတွေကိုလုံးမိခဲ့သေးလဲ။အဲ့ဒါကိုမင်းပြန်တွေးပြီးစဉ်းစားကြည့်ရလား။စဉ်းစားတော့ပေါ့ကိုထွားရ ါပေမဲ့ဘာကိုမှစဉ်းစားမရအောင်စဉ်းစားမရတဲ့လောက်မှလည်းဘာမှထွေထိုးပြီးမလုပ်ခဲ့မိရတော့အမှန်မဲကိုထွားရငါထွားစိုးရအဲ့အတွက်အဖြေတခုတော့အမြန်ဆုံးရှာပေးဖို့လိုအပ်နေပြီဖြစ်ကြောင်းနားလည်လိုက်တယ်စိုးရရဲ့ပခုံးစီကိုငါထွားဟာအပီးတဲ့အနေနဲ့ဆုတ်ကန်လိုက်တယ်တိတ်လဲစိတ်မပူပါနဲ့ငါစော့ရေငါရှိနေပါပြီကွာမင်းဘာဖြစ်နေလဲဆိုတာငါရှာဖွေးနိုင်မှာပါမင်းကိုလည်းငါဆောက်ရှောက်ပေးနိုင်မှာပါမင်းငါ့ကိုယုံကြည်တယ်မဟုတ်လား ငါထွားရဲ့တဆက်တဲ့မေးလာတဲ့မျိုးကအတွက်စော့ရမဆိုင်မတော်ပြန်ဖြေလိုက်တယ်။တက်ရုံတော့ပေါ့ကိုထွားရာကိုထွားကိုကျုပ်အသွေးအသားနှလုံးနဲ့ရပါအကျွေးမဲ့ယုံကြည်ရဗျ။အင်းငါထွားအချိန်နဲ့စွာနဲ့ခေါင်းကိုညှိလိုက်တယ်။စော့ရကစစ်ပြောလာတယ်။ဒါပေမဲ့ဗျာကျွန်တော်စိတ်တရားတော့စောက်တရားမဲ့နေတယ်လို့နေရထိုင်ရခက်တော့နေဗျ။အခုလဲထိုင်နေင်းနဲ့ဒါကိုအဖြေရှာကြည့်နေတာ။ဦးလေးကိစ္စကြောင့်များလား။ စောကခေါင်းကိုခါရလိုက်တယ်။မဟုတ်ဘူးကိုထွား။အဖေကိစ္စအတွက်ကျုပ်ဝမ်းထဲကြေကွဲရတာတော့မှန်တယ်။ဒါပေမဲ့လေအခုဖြစ်နေတာဝမ်းထဲကြေကွဲနေတာမဟုတ်ဘူး။စိတ်ကကိုစောက်တရားမဲ့ပြီးတော့တပားသူကထိတ်ချုံနေသလိုခံစားနေရတာ။ကျွန်တော်နေရထိုင်ရတကယ်ခက်လွန်ပါတယ်ဗျာ။အဖေအတွက်ကိုလန်စားပြဲချိန်မဲဆိုတဲ့စိတ်တွေရောမှရော်ရဲလာသလိုခံစားနေမိရတယ်။စောရအတွက်ကိုငါထွားဘယ်လိုလုပ်ပေးရမှန်းမသိဘူး။ တပြင်းကိုသာတင်းကျပ်စွာနဲ့ချမိတယ်။ပြီးတော့စောကအစီပြေနိုင်မဲ့နီလန်ကိုစဉ်းစားတယ်။အဖြေမရှိသေးတည်းဖြည့်ရှင်းမှုနီနာကဝင်းနေပါလိမ့်မယ်။ဒါကြောင့်ငါထွားစောကစိတ်သက်သာစီမဲ့နီလန်ကိုထပ်မံစဉ်းစားကြည့်လိုက်ကငါစောငါတို့ဖျားတက်ဖူးကြရအောင်။နေရာစလုံးရွှေတကုံဖျားရဲ့ခြေတော်ရင်းစီကိုရောက်နေခဲ့ကြတာရဲ့အတိုင်ကြပြီးဆိုပေမဲ့တက်ရောက်ဖူးမြော်ဖို့အတွက်ကတွေးတောင်မတွေးမိခဲ့ အခုမှပဲခလုတ်ထိပ်မှအမိတပေးချက်လာလို့ငါထွားတွေးမိရတယ်။ဘလို့ပဲဖြစ်ဖြစ်ဖယားကိုတက်ရောက်ဖူးမြော်ချီကစောရအတွက်တော့အနေငယ်စစ်သက်တာရရပေမဲ့လို့ငါထွားတွေးမိရတယ်။ဖြစ်ပါမလားကိုတို့။ဖယားသွားဖို့ကျွန်တော်စိတ်တွေလင်းလည်နေတယ်။စောရရဲ့စကားကြောင့်ငါထွားတွေးနေမိရကဒိဋ္ဌိဝင်လာတယ်။အဲ့ဒီစိတ်ကိုဖယ်ထားလိုက်ပါငါစောရ။စောရလေးလက်နေတဲ့စိတ်ကိုယောပါစေဖို့လေးပူတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်။ ငါထွားအစိုးရကိုပြုံးပြီးကြည့်လိုက်တယ်။ကဲငါစောအဝယ်စားသွားလဲတော့ကွာ။ငါလည်းချစ်လက်တက်လာအောင်မယ်။တပြည့်စီလဲချင်းထားတဲ့အတွက်ချွေးစားတွေစွနေတော့မို့ငါထွားပြောလိုက်တယ်။စောအားကတော့ခလေးလေးပဲရှိနေသေးတယ်။မင်းမျက်နှာရောတက်ပြီးပြီလား။မတက်ရသေးဘူး။ဟာတကယ်ညစ်ပတ်တာပဲကွာ။မင်းရောတော့နတ်ကဟိုအားနဲ့ထိုးတော့မှာပဲ။ငါထွားရဲ့စကားကြောင့်စောအားဟက်ခနဲ့ရင်မိတယ်။ကဲငါစောလေးမိနေနဲ့ ထသွားအဝတ်စားသွားလဲငါထွားအတင်းကိုဆွဲထူလိုက်မှဆောအထလာတယ်ဆောအကြောင်းငယ်နေစီကိုဝင်ရောက်လာခဲ့တယ်ငါထွားကိုလက်ကိုရင်းနဲ့တန့်စင်လို့ចောင်းဆောင်ရှိကိုပြောက်တဲ့အချိန်မှာတော့ဆောရကပါလာတဲ့အဝတ်စားအနေငယ်တွေကပစိုးနဲ့အင်းညူကိုဝစ်စင်မြဆောင်ဆိုင်နေတယ်ခဏလေးပါကွာငါလည်းအဝတ်စားလဲလာအောင်ပဲမထွားအဝယ်စားသုံးဆောင်ပါတဲ့တရားတစုံကိုလဲလှယ်လိုက်တယ်အဲ့နောက်အပြင်ကိုပြန်ထွက်လာပြီကဲငါစောသွားကြစို့ ဟုတ်ကဲ့ကိုထွား။နှစ်ယောက်သားတိတ်မလန်းလာတဲ့ရွှေရကုံဖရာကုန်းတော်ဘောစီကိုဇောင်းနဲ့အတိုင်တက်လာခဲ့ကြပါတယ်။ဖရာရင်မြင့်တော်အပေါ်စီကိုရောက်တဲ့အချိန်မှာတော့နှစ်ယောက်သားဖရာကိုဥခိုက်ကြတော့ကြတယ်။အဲ့ဒီလိုဥခိုက်ကြတော့နေတဲ့အချိန်မှာပဲရုတ်တရက်ဆော့ရကထူချတဲ့စိတ်ကံစားချက်ကိုရရှိပြီးတော့ခန္ဓာကိုယ်စီရလည်းအသက်ရှူလို့မရနိုင်လောက်အောင်ရင်ဘက်တွေကတိကျက်မောဟိုက်လာခဲ့တယ်။ဦးကောင်းလည်းမူးဝေပြီးတော့မြင်ကွင်းတွေကရုတ်တရက်ချချလဲသွားပြီး စောရတယောက်လဲကြောက်သွားကလွန်းလို့ရုန်းကန်လာခဲ့တယ်။ငါထွားဟာဒီအခြေအကြောင်းအလုံးအမေထိပ်ပြပြီးတော့စောဟာကိုထွေးဝေးလိုက်တယ်။ငါစောငါစောနေဘာဖြစ်တာလဲ။ငါစောတရိတ်ထောင်းလေ။ငါထွားဟာစောဟာကိုလှောက်ကလူကတရိတ်လက်မသွားစေဖို့အတိပေးနေတယ်။စောဟာကတော့ငါထွားရဲ့အပြုတ်မှုလုံးဝသိခံမတူလွန်းလို့ရုန်းကန်နေတော့မယ်။အနီးနာလူတွေဝမ်းဝဲလာကြတယ်ဆိုပေမဲ့ ်ဆိုအားကတော့ကြောက်ခမန်းလေးလေးလုံးလုံးရုန်းကန်ပြီးအော်ဟစ်တဲ့အတွက်အနာကဝတ်လာသူမရှိအဲ့ဒီအချိန်မှာပဲလူအုပ်ကြားထဲကနေရောဂီဝတ်ထားတဲ့လူကြီးတယောက်တိုးဝဲရောက်ရှိလာခဲ့တယ်လူလေးမှန်းအဘကြီးကြီးရအောင်လူကြီးကပြောပြောဆိုဆိုဆိုရရဲ့အနီးမှာထိုင်ချပြီးတော့နှစ်ဖို့ကိုသူ့ရဲ့လက်နဲ့ထိကပ်ကဆန့်တက်လိုက်ပြီးမျက်ဝန်းတွေကိုဖျဲလို့ကြည့်လိုက်ပြန်တယ်အဲနောက်မှာတော့လူကြီးကငထွားကိုကြည့်လို့လူလေးဖះစရာတောက်တော့ရေချဲတစ်ခွက်အမြတ်သွားဆုံးချင် ငါထွားလဲသူတို့ဝင်းပြူထားတဲ့နင်းနံဖျားစီကတောက်တော်ရီတစ်ခွက်ကိုအပြေးဆုံးလို့လူကြီးရဲ့လက်စီကိုပေးအပ်လိုက်တယ်။လူကြီးကတောက်တော်ရီခွက်ကိုသူ့ရဲ့ပါဇံနာကပ်ပြီးတီတိုရုပ်စုမှုတွေပြုတ်လိုက်တယ်။ဒီနောက်မှာတော့လူလေးရုံးကန်နေစေဖြစ်တဲ့ဆောရရဲ့အပေါ်ကိုလက်နဲ့တောက်ချလိုက်တယ်။ဆောရဟာရေဆက်တွေနဲ့ထိတဲ့အခါမှာအလိုအမင်းရုံးကန်ခြင်းမပြုတော့ဘူး။လူကြီးကရေကိုလက်စီအနှဲငယ်လောင်းချပြီးတော့ခွက်ကိုငါထွားစီကိုပေးလိုက်တယ်။လူလေး အဘသူ့နှဖို့လက်နဲ့အုပ်ထားလိုက်ရဲ့သူငိန်သွားလိုက်မယ်။အဲ့ဒီခါကျရင်လူလေးကဒီဒီရကျန်တဲ့ရေကိုသူ့စီအကုန်စိတ်တိုက်ကျွေးလိုက်။ဟုတ်ကဲ့ဗျ။လူကြီးကစောအားရဲ့နှစ်ဖူးစီကိုသူ့ရဲ့ရေလောင်းထားတဲ့လက်နဲ့ထိအုပ်ပြီးကန်လိုက်တယ်။ဒီခါမှာစောအားကချက်ချင်းပဲညီတက်သွားတယ်။လူလေးတိုက်လိုက်တော့ငါထွားလေ။စောအားရဲ့ဗဇက်ကိုဟပြီးတောက်တော်ရေခွက်တရရေတွေကိုကုန်စင်အောင်တတ်လိုက်တယ်။ရေတွေကုန်တဲ့အခါမှာတော့လူကြီးကသူ့ရဲ့လက်ကိုရုပ်သိမ်းလိုက်လေ။ ဇဝကတော့အလွန်မဲမောပန်းသွားရတဲ့အတွက်ညိတ်သက်စွာနဲ့အသက်ကိုတဝရှူရှိုက်နေလိမ့်ပြီ။ "तू အိပ်ပျော်သွားနိုင်မယ်ကွာ။လူကြီးဟာအဲ့လိုပြောပြရနဲ့ဇဝလည်းအိပ်ပျော်ခြင်းစင်ကိုရောက်ရှိသွားပြီးတော့တရှူရှူနဲ့အိမ်မောကြောက်သွားခဲ့ပါတော့တယ်။ဝါဝင်းကြည့်နေကြတဲ့လူတွေစီကလက်ခုပ်အောဝါတန်တွေထွက်ပေါ်လာခဲ့တယ်။ချင်းမွေးတင်စားတဲ့ဇကားတွေကအမျိုးစုံထွက်ပေါ်လာတော့လူကြီးစီစေဝါကုသမဲ့အကြောင်းတွေကိုပြောလာခဲ့ကြတယ်။ဒါတော့လူကြီးကကြားမိတဲ့အတွက်ကြောင့် ချက်ချင်းပဲမတ်တက်ထရက်ပြီးအားလုံးပဲကျုပ်ကစေဝါကုသသူမဟုတ်သူလို့ပယောကစီရလည်းမဟုတ်ပါဘူးကျုပ်ကဘာကောမှမကုတတ်ဘူးဒါကြောင့်လဲအခုမိတ်ဆွေတို့ပြောနေတဲ့ကျုပ်စီကိုတစုံတရာနှစ်စုံနှစ်ရာတွေလာရောက်ကုသမယ်ဆိုတဲ့အတွေ့အကြုံတခါတည်းသာမြင်ပြလိုက်ကြပါလို့မြစ်တာနဲ့ပန်ချအပ်ပါတယ်လူကြီးရဲ့စကားအဆုံးမှာတော့လူကြီးစီကနေဝေါကနဲ့အတံပလန်တွေထွက်ပေါ်လာခဲ့တယ်လူကြီးကိုလည်းတချို့ကပြစ်တောက်ပြစ်တောက်ပြောဆိုကြတယ် ။လူကြီးကတော့ဘာကမှမမှုငါထွားနဲ့ဆောဝါစီယာရှီကိုပြန်လဲကြည့်လိုက်ပြီ။ကဲလူလေးမင်းရဲ့ညီကိုချစ်ပြီးတော့အဖနေတဲ့ဟိုဘက်ကတစားစီကိုလာခဲ့ချင်။ဟုတ်ကဲ့။လူကြီးကပြောပြရနဲ့ဘာကမှအာရုံမထားတော့ပဲ။သူညိုပြရတစားစီကို ထောက်သွားခဲ့လိမ့်တယ်။လူအုပ်ကြီးကထောက်သွားတဲ့လူကြီးကိုချစ်ပြီးတော့မြေတွန်တောက်တီးစေ။တချို့ကလည်းပွားလို့ရပွားကုန်ကြပြီ။ငါထွားဆောအကိုထူမပြီးတော့ပခုံးနဲ့စီမှာထမ်းမလိုက်တယ်။အဲ့နောက် လူကြီးထွက်သွားရအတိုင်လှမ်းမိလိုက်လာခဲ့တယ်။အိမ်မက်တရားအမြုတေဟုတ်လားပါကြီး။ငါထားတယောက်သူတကားမှမကြဘူးတဲ့ဝေါ်ဟာရာတခုတက်အပ်တော်နဲ့ရရွနေမိတယ်။လူကြီးကငါထားရဲ့စကားကိုခေါင်းချင်းလို့နဘေးကသူ့ရဲ့အိယာစီမှာအိမ်မောကြနေတဲ့စိုးရွားကိုတစ်ချက်လှမ်းကြည့်တယ်။ဟုတ်တယ်လူလေး။မင်းရဲ့ညီစီမအိမ်မက်တရားအမျိုးတရားကိန်းအောင်နေတယ်ကွအဲ့ဒါကဘလို့အရာလဲဖရဲ့ ကျုပ်ဖြစ်ကြားလဲမကြားဘူးသလိုဘလို့အရာမှလဲနားလည်ရခန့်နေလို့ပါ။အင်းလူလေးကဘယ်ကြားဘူးပါမလဲ။အဲ့ဒီအိမ်မက်တရားအမျိုးတည်းဆိုတာကိုလူသားတယောက်နေနဲ့နှစ်တရားမှတယောက်နှစ်တထောင်မှတယောက်ကျုံတွေ့ဘူးတဲ့သူတွေကရှားပါလို့နေကွ။ဒီလိုဆိုငါဆိုကအဲ့ဒီအရာနဲ့အစီပြေနိုင်မှမလားပါ ਈ ။ဒီအကြောင်းကိုပြောရမယ်ဆိုရင်အိမ်မက်တရားအမျိုးတည်းအကြောင်းကိုအရင်ဆုံးသိထားဖို့လိုအပ်တယ်လို့လေးရဲ့ အဘသိထားတယ်ဆိုရင်လည်းပြောပြပါဗျာငါထွားအစိုးရအတွက်အလွန်အမင်းစိုးရိမ်နေမိကမင်းမြတ်လိုက်တယ်อืมပြောပြမယ်ထူးထူးခြားခြားဒီလိုအဖြစ်ကိုလူသားတယောက်အနေနဲ့ကြုံမှုတဲ့သူကပကံခစ်တော့မောက်ကန်းဆိုတဲ့လူတယောက်ပဲသူကအိမ်မက်တရားအမျိုးတေးကိုအခုလူလေးရဲ့ညီလိုပဲလက်ခံရရှိခဲ့တယ်အိမ်မက်တရားအမျိုးတေးဆိုတာသူ့ရဲ့ပေါ်ပေါလာပုံကလည်းထူးဆန်းနေအကွက်နှစ်ပေါင်းရာချီပြီးတနေရာထဲမှာကိအောင်နေတဲ့ ်တဘာဝတရားကြီးရဲ့ဓလေးပါညီမညီတက်နေခြင်းကနေဓလေးစတင်ခဲ့ပြီးတော့သူ့ရဲ့ဓလေးကိုအောင်မြင်ဖို့အတွက်ကိုကြ လူသားတရိတ်ဆန်စတဲ့မတတဝါတွေကိုမိတွေ့ရလေတယ်မိတွေ့ခွေမရရင်အဲ့ဒီဓလေးကတဘာဝတရားကြီးစီမှာပဲအလိုလိုဖြစ်ပြသွားတတ်တယ်အဲ့လိုဓလေးဖြစ်တည်တတ်တဲ့နေရာတွေကလောကမှာအများကြီးပါပဲဒါပေမဲ့ဓလေးအောင်မှုကြတော့တိတ်ကိုခတ်ခဲတယ်ကြုံကြလုံးမှာမှဓလေးအောင်မှုအခွင့်ရရတဲ့သဘောဖြစ်နေတယ် လူလေးအဖပြောတာတော့နားလည်မိရဲ့လားမထွားခေါင်းငိမ့်လိုက်တယ်ဟုတ်ကဲ့ဗျကျုပ်နားလည်မိပါတယ်တဘောကတော့ရေပြင်ကျဲတဲ့ငါးတွေအများကြီးရှိတယ်ဆိုပေမဲ့ချောင်းဖြတ်ကူးတဲ့လူတယောက်ရဲ့ခြေစီမှာမနှင်းမိသလိုပဲအိမ်မက်တရားအမျိုးတေတည်တဲတဲ့နေရာတွေကအများအပြားရှိတယ်ဆိုပေမဲ့လေလူသားမိန်းမတယောက်စီမှာခိတ်အောင်ဖို့ရယ်ဆိုတာတိတ်ကိုခက်ခဲတာကွာတချို့ကကြတော့ပြစ်ပြဲတယ်တချို့ကတရစ္ဆာန်တွေစီမှာခိတ်အောင်ရတယ် တရိတ်ဆန်ရဲ့စီကိတ်အောင်တဲ့ဒီမျိုးတည်းရဲ့အကြောင်းလူတွေကမသိတော့ဘယ်တရိတ်ထားမိပါမလဲလူသားစီမှာကိတ်အောင်မှာလူသားတွေကြုံစုံသိခွင့်ရကြမှာလေဟုတ်ကဲ့အခုလူလေးရဲ့အညီစီမှာအိမ်မက်တရားအမျိုးတရားတရေသားအစရနဲ့ဝေးဖွာပြီးတော့ဝင်ရောက်ပြီးနေထိုင်ခဲ့လိမ့်မည်။သူကလူလေးရဲ့အညီရဲ့ခန္ဓာထဲမှာပုံးကွယ်ပြီးတော့ခန္ဓာပန်ရှိရဲ့စိတ်ကိုအရင်ဆုံးလှုပ်မှုနဲ့အောင်ခရောင်ငရဲအိမ်မက်တွေနဲ့စတင်ပြီးတော့မိတ်ဆက်တယ်။ဒီကနေတစတစ ခန္ဓာရှင်ရဲ့စိတ်ကိုရိမ့်ရန်အားနည်းစေပြီးတော့နောက်ဆုံးခန္ဓာရှင်ရဲ့အိမ်မက်ထဲမှာပဲအပိသက်ပိတ်လောင်မှုစူးစမ်းတယ်ကွာခန္ဓာပိုင်ရှင်ကအိမ်မက်ထဲမှာပိတ်မိပြီဆိုတာနဲ့အဲ့ဒီအမျိုးတရားခန္ဓာကိုအပိုင်သိမ့်ယူပြီးတော့နှစ်ပေါင်းထောင်ချီတောင်းချီတဲ့အထိကိုအဲ့ဒီခန္ဓာနဲ့ပဲရှင်သန်နေထိုင်တော့လိမ့်မယ်လူကြီးရဲ့စကားကြောင့်ဆိုဝါတယောက်သုံးရက်ဆက်တိုင်အိမ်မောကြနေပြီအိမ်မက်ထဲမှာပိတ်လောင်ခံနေရတာကိုငါထွားသတိရသွားတယ် အခုဒီလိုလေးရဲ့ခန္ဓာကိုယ်ထဲမှာပုံအောင်နေတဲ့အမှုတရသူ့ကိုပိတ်လောင်မှုစူးစမ်းနေခဲ့ပြီဟုတ်တယ်ပါကြက်ကိုယ်ကလည်းကြုံရဘူးတယ်ဘလို့လူလေးမှာကြုံမှုတယ်ဟုတ်လားအဘကိုပြောပြစမ်းမအောင်လူကြီးကအလောအားအားတင်သွားပြီးတော့ငထွားကိုမင်းလာတယ်ဒီလိုပါအဘငထွားကသူ့ဟာစိုးရရဲ့အိမ်မက်စီကိုရောက်ရှိသွားပြီးတော့ကျဲတွေလက်ခက်ခက်နေရတဲ့စိုးရကိုကဲတင်ရတဲ့အကြောင်းကိုပြောပြလိုက်တယ် အထွားရဲ့စကားအဆုံးမှာတော့လူကြီးဟာခေါင်းကိုတဆက်ဆက်ညှိလို့အိမ်မက်တရားအမျိုးတွေထက်လူလေးတို့ရဲ့ဆက်တွေမှုအပိုးပြီးအကောင်းလို့ဝင်ရောက်ခဲ့တင်နိုင်တာပဲကျွတ်တိုးနှစ်ယောက်ကအခက်ခဲပေါင်းများစွာအတူတူရင်ဆိုင်မှုတယ်တယောက်ကိုတယောက်သိပေးရနေလဲအကြိတ်ကြိတ်ကဲတင်ခဲ့ကြဘူးတဲ့အဖလူလေးတို့ဟာတာမန်မဟုတ်ဘူးပဲဒီစကားအတော့ကငထွားတစုံတရားပြည့်မဖြစ်မိသူသိလို့တဲ့အဓိကအဖြစ်ကိုပဲမင်းမြတ်လိုက်တယ် တော့ကဲတင်လို့ရနိုင်လားအဖ။အင်းရနိုင်ပါတယ်။ဘလို့များလဲအဖ။ချက်ကိုပြောပြပါ။ရနိုင်တဲ့နီလာကဲရဲ့ကဲရှင်ကိုယ်တိုင်ပေါ်မှာပဲမူတည်နေတယ်။အပြောနဲ့ဆိုရင်မခက်ခဲပေမဲ့အလုံးနဲ့ကြတော့တကယ်မလွယ်ဘူးလို့လေ။ဘလို့ဖြစ်ဖြစ်ရအောင်စူးစမ်းမယ်အဖ။ငါထွားရဲ့ပြက်သားတဲ့စကားကြောင့်လူကြီးကပြုံးသွားတယ်။အဖကဘာကြောင့်ပြုံးတာလဲဗျ။တခြားတော့မဟုတ်ပါဘူးကွာ။ မကန်လိုလူမျိုးထက်မြင်ရပြန်ပြီလို့တွေးမြို့လို့ပါကိုမောင်ကန်ကဘာဖြစ်ခဲ့လို့လဲအဖသူဖြစ်ဖြစ်ခဲ့တာကိုအဖကကြွကိုပြောမပြရသေးဘူးနော်အေးဟုတ်တယ်ကွကဲအခုပြောပြမယ်မကန်ကဘာဖြစ်ခဲ့တယ်လဲဆိုတော့အိမ်မက်တရားအမျိုးသေးကြောင့်သူ့ရဲ့အသက်နဲ့သူ့ရဲ့ခန္ဓာကိုယ်ဆုံးရှုံးရမယ်ဆိုတာသိတယ်ဒါပေမဲ့ရန်လဲပြိုလဲခြင်းမရှိဘဲနဲ့ဒီရောက်ကိုရောက်အောင်တွန်းလှန်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားလာခဲ့တာ နောက်ဆုံးမှအောင်မြင်သွားခဲ့တယ်ကွ။သူဘယ်လိုနည်းနဲ့အောင်မြင်သွားခဲ့တာလဲအဖ။တို့လွှမ်းမိုးဖို့စူးစမ်းနေတဲ့အမျိုးတရားကို तू ကပြင်ပြီးတော့မှလွှမ်းမိုးနိုင်အောင်မစုံမနဲ့စူးစမ်းခဲ့တာကွ။ဗျာ။အေးအဲ့ဒီအကျိုးကြောင့်မယ်မောက်ကန်ကအသက်ထောင်ချီနေနိုင်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာပေါ့။ဒါဆိုကိုမောင်ကန်ကရှင့်နေသေးတာပေါ့နော်။ရှင့်ရောပေါ့လူလေးရ။အဲ့ဒါဘယ်သူလို့ထင်မိလဲ။ဘယ်သူများလဲအဖ။ အခုလူလေးတို့အရှိမထိုင်နေတဲ့အဘကိုယ်တိုင်းမှာပဲဗျာငါထွားဗဇက်အဟောင်းသားဖြစ်သွားခဲ့တယ်လူကြီးကိုလည်းရုံရခက်စွာနဲ့ကြည့်နေမိတယ်ဒီခိုင်ငါထွားရဲ့စိတ်ထဲမှာမူသားအတိတ်ထံကိုသတိရမိတာမို့မောက်ကန်ဆူတဲ့လူကြီးလိန်ညာချင်းရှိမရှိကိုသိနိုင်ဖို့ရာအတွင်းစိတ်ကိုဖတ်လိုက်ပါတော့တယ်ပရိသတ်များရှိနက်ခတ်ရှင်စောအားနဲ့အိမ်မက်တရားအမြူတေဇလန်းအပိုင်းရှိကတော့ဒီလောက်ပါပဲနော် နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကို ကျေးဇူးထူးပဲတည်ရှိသလားစာရေးဆရာနောင်ရွတ်ဆေးကိုလည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်ဒီဇာလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစဉ်ထားဝရပိုင်ဆိုင်နိုင်ကြပါစေရှင်